ိုက်ကြိုက်မကြိုက်ကြိုက်ခလေးတွေရဲ့လက်တို့တိုက်ပြရတယ်ကျွန်တော်အချို့ပွဲတွေမှာလည်းပြောပါတယ်ငကွေးပွဲနားထောင်မှုလို့ရှိရင်အဲ့ဒါတွေ့လိမ့်မယ်ကျွန်တော်အိမ်ရဲ့အကြောင်းကျွန်တော်ဘဝအကြောင်းကျွန်တော်ခလေးတွေရဲ့အကြောင်းဟုတ်လားကျွန်တော်အိမ်မှာကျွန်တော်ကြိုက်တဲ့ဟင်ကျွန်တော်မိမချက်ကြည့်တယ်နောက်ကြကလေးတွေကြည်လာတယ်။မာကျွန်တော်မကြိုက်ဘူး။ဘုရားမစားကြဘူး။တရားမစားကြဘူးပြောတယ်။ငါရဲ့မကြိုက်ပါဘူးဆိုတယ်။တော်ရီယာပိတ်ကြောင်နဲ့ပဲစားတော့မယ်လို့တယ်။ခိတ်ကွာ။သူတို့ကြိုက်တဲ့ချဲ့ဆောင်မှာ တို့ကလူကြီးပဲစိုက်စားကြတာပေါ့ပြုတ်ပြကြခလျာဒီမိဘချစ်လို့လူလိုက်တယ်ဖြစ်တာတကယ်ကြမိဖို့ကြောင့်အာနာသိရတယ်ဟုတ်ပါရဲ့အကုန်လုံးပြန်တွေ့တယ်သူတို့လက်တူချီဖြစ်တာအရင်တော့ကအဲကားနဲ့မှကျွန်တော်စာဖတ်နေတယ်စာဖတ်နေလို့ခလေးတွေလာသလိုချင်းကျွန်တော်ဘက်မှာငေါက်ထုတ်တယ်တော့အပြေသွားကတကယ်တော့ခလေးကခင်ဗျစာဖတ်တာတော့ဆောင်းပါဒီဒီပါအောင်ရဘဝတည်းလုံးနေနေကြတာဒါမှနောက်ကြတော့ကျွန်တော်တမီး အကြီးဆုံးကတက်ကလူရောက်လာသူ့တငယ်ချင်းတွေလာအဲဘယ်လိုပါလဲဘယ်လိုပါလဲဝါရုပါလဲဟောဘာမှန်းချမ်းမှန်းတော့ဟုတ်လားဒီလိုဒီလိုကိုလိုတွေပါဘူးဟုတ်လားဒီဘယ်နေပါလဲသူတို့အင်ဂျီတွေလည်းဗန္ဓုလအင်ဂျီလိုလိုပါလို့ဟာနေတာအဲ့လိုအင်ဂျီတွေနဲ့ဝင်လာရတဲ့ဆိုတော့ကျွန်တော်ဘာလို့မှမသိဘူးသူတို့မရအတွက်ကျွန်တော်မိမှဆွလိုက်ဟဲ့တမိတို့ကလည်းလာလာဝင်းထိုင်ဟဲ့တမိကြီးတကယ်ကြီးနေလားဟဲ့တမိဝင်းဝင်းထိုင်တဲ့အခန်းညလားကဲကိုဟောင်းကတတိယသွားသွားဖက်ဆန်းမှာသွားဒီမေကျုပ်ကစာအုပ်ကန်ပြီးကြောင်းသွားပြီးသားအဲကအာနာသိမ့်တယ် ဟုတ်လားအရင်ကဆိုရင်ကျွန်တော်အိမ်မှာလာတယ်အဲ့ဒါလာတယ်ဘူးလဲဆရာကောင်းတယ်မရှိလားဒါပဲပေါ့ဖေဖေအဲ့ဒါလာတယ်အေးခိုင်မလို့ပြောဖေဖေအဲ့ဒါလာတယ်ဒါပဲအဲ့ဒီကအရင်တုန်းကကျုပ်အဲ့ဒါပဲလာတယ်အခုနောက်ကြတဲ့ခါကျရှင်းလားလာတယ်ဆရာမတော်မမတော်မရှိလားဟုတ်လားဟာရှိတယ်ရှိတယ်ထိုင်ထိုင်နော်သမီးရေဟာဒီမှာအဲ့ဒါလာတယ်ကျုပ်ကပြန်ခေါ်ပြရရှင်းလားသမီးဖျားကျုပ်ဧည့်သည်ကနင်းနေလိုက်လားကျုပ်ဘဝကဟိုထင်းရခွေးရတယ်လို့လုံမပါလိုက် အဲ့တော့အပြည့်အပြည့်နဲ့အဲ့မှာနောက်ဆုံးပိတ်ကြတော့ပြီးတော့ကြကိုကဘာမှမဟုတ်တော့သတိရတော့ကုံနေကုံမသတိရတော့ဥကုံသတိရတယ်အဲ့ဒါဆိုကုံမသတိရတော့အဲ့တော့နောက်ဆက်လေးငါးနှစ်ဆိုပြီးချင်းရုပ်ရဲတယ်လာမှာမဟုတ်တော့အဲ့သုံးလလောက်ကြမှာလာပါလိမ့်မယ်ဟေးဟိုအောင်သိမရှိဘူးလားကွာဆိုဒါမှတုံလုံးတုံလုံးနဲ့မြန်တန်းတိကြီးပေါက်လာလိမ့်မယ်အဲမြတ်တန်းတိကြီးပါမောင်ကြီးလည်းသွားတော့မရှိဘူးဘီယာတောင်ထောင်းတောင်းနေရပါလားမသိဘူး ပြောနေတာကကြိုက်ကြိုက်မကြိုက်ဘူးအဲ့ဒီတော့ကျွန်တော်ကအဲ့ဒီမလိမ်မိုးမလိမ်မာခလေးတွေလက်ထဲသူတို့ကကြည်လာတော့မလိမ်မိုးမလိမ်မာခလေးတွေကြည်လာတော့မလိမ်မိုးမလိမ်မာလူကြီးပဲဖြစ်မှာပေါ့ပညာမတတ်တဲ့လူငယ်တွေကြည်လာတော့ပညာမတတ်တဲ့လူကြီးပဲဖြစ်မှာပေါ့ဟာအရေးရောက်တော့မှာအဲ့တော့ကျွန်တော်ကအဲ့ဒါကြောင့်ကျွန်တော်ပြောပညာမတတ်တဲ့လူငယ်တွေရဲ့လက်ထုပ်ကိုရောက်မှသိကြောက်တယ်တိုင်းပြည်လေပညာမတတ်တဲ့လူငယ်တွေရဲ့လက်ထုပ်ရောက်မှသိကိုကြောက်တယ် အဲ့တော့လူငယ်တွေကိုလည်းချစ်တယ်ကိုယ့်ဘဝကိုကြပနာတယ်ဒါကြောင့်ကျွန်တော်တရားတွေပြောရတာဩဒီကောင်းတွေမကောင်းရင်တော့ပြင်ငါတော့ပြင်ငါဘဝတော့ဂမှုရှုလို့နဲ့နေဝင်ရတော့မှာပဲဘဝနေဝင်ကြောင်းမှာတောင်ပြေးနောက်ပြေးလေကျုပ်ကမပြေးချင်တော့အဲ့တော့ပြေးရတာလည်းများလာတယ်တသက်လုံးကလည်းဟုတ်တယ်စိတ်ကတော်တော်ညစ်နေကျွန်တော်အဲ့ဒါကြောင့်လူငယ်တွေကိုလိမ်မာသိကျွန်တော်မမိုက်သိကျွန်တော်အမိုက်တော့ဘာဖြစ်လို့ဆိုတော့ဟိုဥပ္ပောဥပ္ပောလို့ပဲကြာဥပ္ပောဘူးနဲ့ဘိုးတော်ပြားဆိုလူမိုက်ဆိုမကောင်းတဲ့ကြောင်းဘာကြောင့်ပြောတဲ့ခါကျ ဟဲ့ကောင်ပေါ့မင်းဒီလောက်တောင်ကြောက်တယ်ပြောတာလူမိုက်နဲ့ငါဘာလို့ကြောက်လဲဟာကျွန်တော်မျိုးလူမိုက်ကြောက်တယ်ဟင်ငါမင်းကိုအခုချက်ချက်တတ်ပြနေတယ်နားလဲဟာသူတော့တတ်တာစဉ်းစားမှဟိုကောင်ကစဉ်းစားရမှမဟုတ်ဘူးဆိုတော့ကျွန်တော်ကလူမိုက်ကိုကျွန်တော်ကသိကြောက်တယ်အဲ့ဒါကြောင့်မဟုတ်လို့လူငယ်တွေမိုက်သွားမှဆိုလို့ကျွန်တော်ကပြောရတာအဲ့တော့ပြောတဲ့ထက်ထက်မှမှကျွန်တော်အခုအတွေ့အကြုံလေးတွေပါထည့်ပြီးပြောပါမယ်သမိုင်းကြောင်းလေးတွေလည်းကျွန်တော်ပြောမယ်အခုကျွန်တော်ကစာပေနဲ့သမိုင်းနဲ့မှတွေ့ခဲ့တဲ့လူငယ်ဒီအကြောင်းကိုကျွန်တော်ပြောမှာ အဲ့တော့လူငယ်တွေအိုက်ကင်တွေမင်းကားစားကြတော့ပေါ့နော်လောကမှာတဲ့လူလိမ္မာတို့မိသီမာတပါးသူရဲ့အမားမင်းကားစားကိုယူရတယ်လူမိုက်တို့မိသီမာကိုယ်တိုင်မားမှသင်္ကန်းစားကြတယ်ပုံရိပ်မိုက်မဲသောသူတို့ကကိုယ်တိုင်မားပါလျက်နေမယ်သင်္ကန်းစားယူရကြကုန် မှားတယ်ဆိုတဲ့ဥစ္စာမှားတာပဲမှားတာတော့ရှိသမဲပေါ့လူတိုင်းမှားတတ်ကြလို့လေခဲတန်ဒီမှာခဲပြတတ်တာဟုတ်လားဒါဒါတော့ပြောကြရမရှိပေါ့ဒါမှတချို့မှားတယ်ခဲပြနေဖြစ်လို့မရဘူးနော်ဟုတ်လားဒီဦးကြီးပြောတယ်ကွာတော့မှားတယ်မှားသွားသူကတော့တော်လီပဲငါတော့ထီချိုးသွားပြီသားသူကတော့တော်လီပဲငါတော့ထီချိုးသွားပြီသားမှားတာတော့တော်လီကိုပြီးသွားတော့ဒါမှမထီချိုးသွားဟုတ်လားအဲ့ဒီလိုဖြစ်မှာဆိုလို့ကျွန်တော်ထီချိုးတော့စီးပေါက်သွားတာလေ ကောင်းပြီကိုလူငယ်တွေပြောနေတာကျွန်တော်ကိုကိုတိုင်းကညာနဲ့ပြောတာပေါ့ကျွန်တော်ဆရာကြီးပါဥပိ္ပမောင်ကင်းသူ့စကားလေးကိုကျွန်တော်ခုခိုက်တယ်အများနဲ့သူ့စကားလေးနဲ့စပ်ပြောလို့ရှိပါတယ်အဲ့ဒါမောင်သိန်းအတိုးချုပ်ပြီးကျွန်တော်ပြောသွားမှာတော့မောင်သိန်းမင်းကြောင်းဆရာဖြစ်လာဗမာစကားမှာဆရာကတပည့်လက်တောင်းတယ်တော်တော်ကောင်းတယ်မင်းကြောင်းဆက်ဖြစ်လာတယ်မင်းတပည့်တွေမင်းနဲ့တော့အောင်သိတော့ မင်းအရွယ်ရောက်လာလို့မင်းတဲ့တော်စီရမယ်ဆိုသိငွနဲ့ပြည်အဲ့ဒီလိုကျူးစားလို့တပည့်ကကိုယ့်ရဲ့တော်လာမှာအောင်မြင်ပေါက်ပြုတ်သောဆရာလေးကိုခေါ်တယ်နော်အဲ့ဒီလိုတပည့်ကဆရာတဲ့တော့နောက်တပည့်ကသူ့ဆရာတဲ့တော့သင်ကဲသင်ကဲတော်သောမှာ human process လို့ခေါ်တဲ့လူလောကကြီးကမြင့်သွားမှာပေါ့အဲ့လိုမဟုတ်ဘဲနဲ့တပည့်ကနေနောက်တပည့်ကညံ့ဟိုတကောက်ကြဘိုးညံ့မင်းအဝစီရောက်ဖို့ရှိတော့တာပေါ့ဟုတ်လားတော်တော်ကောင်းတဲ့သဘောနော် ကျွန်တော်တို့ကတပည့်ဆိုတာဆရာတဲ့တော်ကျင်လဲတော်မှာပေါ့ဆိုရစ်ပြီးရစ်ပြီးတွေးတဲ့ကောင်းကြီးကိုကအတက်အကျွတ်ကြတာအင်္ဂလိပ်လို literal thinking လို့ခေါ်တယ်သိကြောက်ဖို့ကောင်းတဲ့ပြည်ပြည်လေးတော်ရမယ်လို့ပြောတာအဲ့ဒီ literal thinking နဲ့ပတ်သက်လို့ကျွန်တော်စကားရှိပြီးပုံလေးပဲသိစိတ်ဝင်စားတဲ့ကောင်းတဲ့ပုံလေးပဲရှိပါပါတယ်ကျွန်တော်ဒီနေ့နည်းနည်းချာကြည့်ကြည့်ချမ်းကြည့်ကြပါဦးဒီနေ့လိုချင်တယ်ပါ့။အဲ့ဒီကနေဆက်ပွားပြီးလိုက်တဲ့ခါကျကျွန်တော်ဘာလုပ်လာလဲ။အရင်တော့ကဆိုလို့ရှိရင်ကျွန်တော်မှ တပည့်ပန်းကလည်းအင်မတန်များပါတယ်ကျွန်တော်တက်ကြတဲ့ရလာတယ်ဒီမျိုးစစ်တက်ကတူကစပြီးတော့မှာကျွန်တော်ရန်ကုန်တက်ကတူနောက်ပြီးတော့မော်ဒန်ကောလိပ်စတဲ့အပြင်ကျောင်းနေပါတယ်မှာလည်းဒေါ်မြရောက်ခဲ့တယ်တပည့်ပန်းလည်းပေါ်ပါကတော့ကြာကတော့လို့ရှိရင်ကျွန်တော်အရင်တုန်းကဘယ်လိုစုပေးတယ်လဲအစ်စီတန်ပါတီနာတူချာခိပန်ပြီးတော့သမိုက်သူလူလူကြီးတိုင်းတောက်တာကြီးလို့မှာပေါ်လူကြီးတွေလည်းကိုအဲ့လိုစုတော့ကိုလည်းအဲ့လိုပြလိုက်တော့နောက်ကြတော့ကျွန်တော်ရင်နဲ့တမျိုးပြစ်လာတယ်အဲ့ဒါကအခုဆိုရင်ကျွန်တော်စုပေးတဲ့အခါဘာပေးလိမ့်မယ် တာရုတာရုကအခုလိုကြွရတဲ့အတွက်ကြောင့်ကုတ်မိကုတ်ဖတဲ့နောက်တစ်စိမ့်နဲ့ဘဝကိုတည်ဆောက်နိုင်ပါသည်ဗျာ